အားလုံးမင်္ဂလာပါအခုကျွန်တော်အဖေနဲ့မဟုတ် channel ရောက်နေဆိုတော့အဖေအရင်တော့ပါဗောနော်ကျွန်တွေ့ခဲ့တဲ့ဒီ prolog အကြောင်းနဲ့ပတ်သက်ပြီးတော့အဖေကိုဆက်ဆုမှာဖြစ်ပါတယ်အဖေကျွန်တွေ့ခဲ့တဲ့ prolog အကြောင်းလေးတစ်ချက်လောက် share မိလို့ပြီအဲကျုံတွေ့ခဲ့ရအများကြီးပါတချို့ဟာတွေကလည်းဖြေရတချို့ interview တွေမှာလည်းဖြေပြီးသားဆိုတော့အားတို့မသိသေးတဲ့ဥစ္စာလေးတခုဖြေပြပြမှာအဲ့ဒါဘီရိုအရင်ကတက်ဆက်လိုင်းကမှနေကြလေဟုတ်ကဲ့ဟိုတော့လင်းစတောင်းကတက်ဆက်လိုင်းကဘီရိုကငါလိုင်းမှနေကြငါလိုင်းဆိုတော့ သားတို့ဟိုကတစ္ဆက်မှာလောက်တာလေသားတို့ဟိုကတစ္ဆက်မှာလောက်တော့သူကရန်နေရမောင်းပေါ့ရန်နေမောင်းဆိုကရိန်းမောင်းတာအဲမြစ်ထဲကဒီဟိုကျွန်းတစ်တုံတွေကိုတဲပြီးတော့သူကရိန်းနဲ့တဲပြီးတော့ဟိုဆက်ယုံပို့ရတဲ့လှုပ်လှုပ်တာပေါ့ရန်နေရမောင်းတာပေါ့အဲ့တော့မမေကသားတို့အဖေကအဲ့နေရာ night duty ကြတာ night duty ကြတော့သူကအာထမင်းကြီးတော့ပို့ရတယ်လေအိမ်ကထမင်းကြီးတော့ပို့တော့အမေသားစားကျင်လို့ဆိုပြီးတော့မနေ့ပိုင်းအမေသားချက်တာမချက်သေးလို့ဆိုပြီးတော့အဲ night duty ကြတော့မှသွားပို့ခိုင်းလိုက်တာ ။ဟိုခါတော့သားတို့ရဲ့ဦးလေးပေါ့။သားတို့အမေအမေရဲ့အကူအကြီးဆုံးပေါ့။အခုတော့စုံသွားပြီကိုစိန်ဝင်းဆိုတာ။အဲသူသွားပို့ခိုင်းလိုက်တော့။ဟိုခါလဲတော့မဲသားနဲ့ထမင်းနဲ့အာငါပြီးတူစရာလေးပါညာနဲ့ပေါ့ထမင်းညာလေးနဲ့အာဟိုရင်းတော့ဆင်းရတော့ဒါရဲ့ဖေတို့ကအမြဲတမ်းလည်းအသားဟင်းဆိုတာမစားနိုင်ဘူးလေ။အာသားတို့ဘွယ်လည်းအရင်စားကြတာမဲသားအောင်။ဟာနဲ့6နိုင်ကျော်9နိုင်လောက်ဆိုတော့နည်းနည်းမောင်မောင်မောင်လေးဖြစ်နေပေါ့သူကကန်းနာဘက်ကိုသွားရတာပေါ့အဲတစ္ဆက်ကဝင်သွားတယ်အသားဖူကကျတော့သူများစိုက်တယ်လို့မဟုတ်ဘူး ူကကရင်းနဲ့ဆိုတော့ကရင်းတရားဆိုတော့ကန္နာဘက်ကိုရောက်တာကန္နာဘက်ကလူတော်တော်ပြတ်မှောင်တော့ပေါ့ကိုစုံကသွားဖို့ကိုစုံကသွားဖို့တော့အမဟိုလေးရောက်တော့တာဖို့ကထမင်းစားမယ်ဆိုပြီးတော့ထမင်းဖွင့်လိုက်တယ်ရှင်မထမင်းနဲ့အချံကပိတို့စရာပဲရှိတော့တယ်သူကမဲသားရင်လုံးဝပါမလာတော့ဟမ်ဟာအဲ့နဲ့တာဖို့ကမေးတာပေါ့စုံဝင်ဘာဖြစ်လို့မဲသားငါစားမယ်ဆိုတော့ဘာလို့မပါလာလဲဒါနဲ့ဟင်းအစီတွေကတော့ရှိတယ်ဟင်းအစီတွေကြိုင်နေမှာ ်ဒီလားအေးဟင်းစီကရှိတယ်အဲဆိုအသားတွေကဘဲဟောက်သွားလဲတားလဲဒီတိုင်းပဲယူလာတာပဲပေါ့ဦးဇုံကအဲ့လိုပြောတာပြောညီမမင်းလမ်းမှာဘာဖြစ်သေးလဲပြောရမ်းဆိုတော့အဲ့မှာ तू ပြန်စဉ်းစားပြီးတော့မှသွားအလမ်းမှာလဲ तू ဖြတ်လာတဲ့အချိန်မှာအဲ့မောင်နေကနေဘာရင်းလဲလို့အဲ့လိုမေးတာ तू လန့်သွားလန့်ပြီးအမဲသားဟင်းမှာဒီလိုလာခဲ့လို့အဲ့လိုပြောတာကြောက်သွားပြီးတော့သတိတက်တယ်လို့ဇွေးဆိုတာဖြစ်သွားတယ် အဲ့အမောင်လည်းကိုသူမသိစိတ်ကနေလို့လို့ရောက်သွားပြီးတော့အဲ့ဂျိုင်းတွေကိုဖွင့်လာဩကိုကိုယ်တိုင်းလုံးနေရအောင်ဟုတ်တယ်အဲ့ဂျိုင်းဂျိုင်းတွေကိုဖွင့်ပြီးတော့မှအဲ့အမေသားတွေကိုနှိုက်ပြီးတော့သူတငငချင်းနဲ့အရင်နဲ့မြည်ပလိုက်တာကကုန်သွားတယ်သူရောက်တာမဟုတ်လားသူသူမြည်လိုက်တာအဲ့တော့ဒိုးတာပါတော့တရောင်းသားငါစားပါမယ်လို့ပြီးတော့ဩ ချွေးအောင်ပြန်တဲ့အเจ้าတင်လို့အဖေဒါတဲ့အเจ้าမင်းလို့ဒီတဲ့တိတာတော့ကြောက်စရာကောင်းမင်းတင်လို့လေအမေကမေသာအမေသာတို့တို့ရဲနေမြည်နေတာတဲ့သာတဲ့သာမဟုတ်ဘူးအော်ဒါတို့ဦးလေးလောက်တယ်ကြောက်လိုက်တာကြောက်လိုက်တာချက်ချင်းကြောက်နေမလားကြောက်နေမလားအော်ဘေးတကယ်အတီးတင်းနေတာဒုက္ခအားလုံးလည်းကြောက်ကြမယ်လို့ထင်ပါတယ်ကျွန်တော်တို့ကြောက်သွားတယ်မင်းလေးကြောက်လိုက်တာ